အညီမဘွားအတွက်ဒါပထမအောင်ဆုံး series အကြီးဟဲ့ဒါ heavy drama ကိုရိုက်တာပေါ့နော်ပြီးညီမတို့အတွက်အစ်စ်အနေနဲ့ပထမအောင်ဆုံးခြေလှမ်းဒီကားဖြစ်သွားတဲ့အတွက်ညီမတို့လည်းတော်တော်လေးပျော်ဖို့ကောင်းတယ်တော်တော်လေးအမတ်တရအများကြီးရှိခဲ့ပေါ့နော်နေ့တော့ခက်ခဲရှိရပေါ့စကားပြောတဲ့ခါမှာညီမတို့ကျတော့အပြင်မှာတော်တော်လက်လက် လှုပ်လှုပ်ရှားရှားနေရဲ့လူဆိုတော့ဒီအတော်ကြီး character အနေနဲ့တော့နည်းနည်းတော့ခက်ခဲရှိခဲ့ရပါဘူး။အဲဝေတာထက်ဒီအနီသူစားမတူစားဆိုပြီးဘယ်တော်တော်မှတ်မိပေးကြတဲ့အတွက်လည်းအကုန်လုံးတကယ်ကျေးဇူးတင်ပါတယ်။ဒီကတော့ထမင်းမစားနှစ်လတော့ရှိပါသေး။ထမင်းကိုဖြတ်ထားပါဘော။ဆိုတော့ညီမတို့တရုတ်ဆောင်နေလုပ်တယ်ဆိုရင်ဝိကတေးလိုက်ချလိုက်ဆိုတော့လေတင်တင်ပြီးွားရပြန်ချချပြီးွားပြန်တင်ဆိုတော့အခုတော့ပြန်ချနေပါလား။ထပ်ပြီးတော့လဲနောက်နေ့၁၀ဘောင်လောက်ထပ်ချဖို့စဉ်းစားထားပါတယ်။ character အတွက်ပဲလုပ်ထားတာဆိုတော့လေ အဓိကတော့ဘယ်လိုပြောမလဲသမီးကတော့ကြိုက်တာပေါ့နော်ကျွန်တော်မြန်မာလူမျိုးဖြစ်တဲ့အတွက်သမီးမစားအသာမပြေဘူးဒါပေမဲ့အဲမတက်နိုင်ဘူးလေအဓိကသမီးကြောင့်ဝိတ်တက်တာဆိုသမီးကတော့တက်နိုင်ဆုံးဖြစ်ရတာပေါ့နော်ခုနှစ်လတော့ပြေသွားပြီခုတော့နည်းနည်းလေးပြန်စားဖို့တော့စဉ်းစားထားရတော့ဆိုသမီးရင်ကြိုက်တဲ့လူဆိုတော့လေသမီးလေးရောပြန်စားမယ်အဲ့လိုနည်းနည်းချင့်ချိန်ပြီးတော့ပေါ့နော်စားမယ်လို့စဉ်းစားထားတယ်အခုရိုက်မဲ့ဟာတော့ဝိတ်ကြရမှာဆိုတော့ညီမအခုထချအောင်မယ်ဒါပေမဲ့အကြီးကတော့ဝိတ်တင်ထားခဲ့ရဆိုတော့ပေါင်20လောက်တက်သွားတယ် အချိန်တိုင်းကပေးတဲ့ပုံမူတီးပြီးညီမတို့ကသွားရတာပေါ့နော်တစ်ခါလေကျရင်ဒါရိုက်တာကတလပဲပေးရရှိရဲ့ ခိုင်ကြရင်နှစ်ပတ်ပဲပေးရရှိရယ်ခိုင်ကြရင်နှစ်လလောက်ပေးရရှိရယ်ပေါ့အဲ့လိုဟိုင်ကြရင်အချိန်မမူတီးပြီးညီမတို့ကအမဂျက်စီလောက်ရတာရှိရယ်ဟုတ်အများကြီးတော့မပြည့်စရတယ်အဓိကတော့နံပါတ်1ကတော့ဝေးချဖို့ပေါ့နော်ဝေးချဖို့တော့ဒါတော်တော်တော့ကြာသွားတယ်ထက်ကြဖို့ပေါ့ရှိသေးတယ်အဲပြီးွားရင်ကျန်တဲ့ဟာကတော့ဒါဒရိုက်တာတွေပရိုဂျူဆာတွေလမ်းညွှန်မှုအောက်ပုံမူတီးပြီးညီမတို့တော့ရမှာပေါ့ကာရက်တာကတော့ပြောလို့မရသေးဘူးမှာ surprise အညီမဘွားအတွက်ဒါပထမအောင်ဆုံး series အကြီးဟဲ့ဒါ heavy drama ကိုရိုက်တာပေါ့နော်ပြီးညီမတို့အတွက်အစ်စ်အနေနဲ့ပထမအောင်ဆုံးခြေလန်းဒီကားဖြစ်သွားတဲ့အတွက်ညီမအတွက်လည်းတော်တော်လေးပျော်ဖို့ကောင်းတယ်တော်တော်လေးအမတ်တရအများကြီးရှိခဲ့ပေါ့နော်ကိုအသက်အရွယ်မဟုတ်တဲ့တခုကိုတရုပ်ဆောင်ရတဲ့အချိန်မှာဟိုအတော်အနေနဲ့ character အများကြီးချိန်ရတဲ့အတွက် ဟိုကိုမရောက်ဖူရဲ့တက်ရွေကိုလည်းကိုကရောက်သွားတယ်အဲပြီးကိုကိုကိုမမှန်းထားတဲ့အရာအများကြီးဖြစ်လာတဲ့အတွက်ဒီကားကတော့လုံးဝမတ်တရားပြီးအညီမကိုဒီလိုမျိုးအဲဝေတာထက်ဒီအနီသူစာမတ်သူစာဆိုပြီးဘယ်တော်တော်မှတ်မိပေးကြတဲ့အတွက်လည်းအကုန်လုံးတကယ်ကျေးဇူးတင်ပါတယ် ပိုပြီးပီတီဖြစ်တာပါဘာလဲဆိုညီမကိုအကုန်လုံးကအဲအပြင်းမငငယ်လေးအဲအန်ဒီတူစားအပြင်းမငငယ်လေးဆိုပြောတဲ့အတွက်ပို့ပြောတယ်ညီမကဒါ character actor ဖြစ်ချင်တာဖြစ်စင်တဲ့အတွက်ဒါအန်ဒီတယောက်အနေနဲ့အကုန်လုံးကပြေးပြေးမြင်ပြီးကြားကြားတဲ့အတွက်ကိုတကယ်ကိုဝမ်းသာတယ်တကယ်လည်းပျော်တယ်အဘဲအန်ဒီတူစားဟုတ်တယ်အန်ဒီတူစားပါဆိုပြီးပြန်မိတ်ဆက်ရတာနဲ့လည်းညီမကတကယ်ကုန်ယူနေပါတယ်အဓိကကတော့အတော်ကြီးတွေပေါ့ကို့နာအနီးနားမှာရှိအတော်ကြီးတွေကိုလိလာဖြစ်တယ် အဓိကတော့ကို့အနီးနားမှာရှိရဲ့ဒီအတော်ကြီးတွေကိုလေ့လာဖြစ်တယ်ဟိုပြောဖြစ်တယ်ပေါ့နော်ဒါပေမဲ့ဟိုနည်းနည်းတော့ခက်ခဲရှိရပေါ့စကားပြောတဲ့အခါမှာညီမတို့ကျတော့အပြင်မှာတော်တော်လက်လက်လှုပ်လှုပ်ရှားရှားနေရလူဆိုတော့ဒီအတော်ကြီး character အနေနဲ့တော့နည်းနည်းတော့ခက်ခဲရှိခဲ့ရပေါ့ဒါပေမဲ့ညီမဒီလောက်ထိလူတိမယ်ဒီလောက်ထိလက်ခံနိုင်မယ်လို့မမျော်မှန်းခဲ့ဘူးမတိခဲ့ဘူးဒါပေမဲ့အခုချိန်မှာလက်ခံပေးကြရတဲ့အတွက်လည်းအားဝန်သားတယ် ခါလေးကျစကားမြန်ဝိုင်းအစပြန်ရိုက်ရရှိရဒီကက်ကိုပဲခဏခဏပြန်ချိုးရရရှိရပေါ့နော်ပြီးရင်ညီမအဲ့လိုအရင်မိမသားမဆန်တဲ့အတွက်ဒီမှာအလုံးအန်တီတူစားမိမသားဆန်တော့မဆန်တော့တော်တော်လှုပ်ယူခဲရရလည်းရှိရ